ါရှင်။မြန်မာနိုင်ငံတဝင်းကသတင်းတွေကို Dowel Watch ပြည်သက်တွေသိရှိစေဖို့တပတ်အတွင်းမြန်မာသတင်းရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါရစေ။ဒီတစ်ပတ်မြန်မာရေးရာမှာတော့ March 30ရက်ကနေ April 5ရက်အထိတပတ်တာအတွင်းဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြသွားမှာပါ။ဒီအစီအစဉ်ကို Dowel Watch ဝန်ထမ်းတွေကအစီအစဉ် Richter scale 9.9အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလှင်ကြောင့်မြန်မာနိုင်ငံမှာတေဆုံးသူ3350ကျော်ရှိလာပြီးဒဏ်ရာရရှိသူ4500ကျော်ရှိတယ်လို့စစ်ကောင်စီကဧပြီလ4ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။ပျောက်ဆုံးနေသူကတော့220ရှိနေပါတယ်။တေဆုံးမှုအများဆုံးကတော့မန္တလေးမှာဖြစ်ပြီး2000ကျော်ရှိပါတယ်။ဒုတိယအများဆုံးကတော့နေပြည်တော်မှာတေဆုံးသူ600ကျော်၊စကိုင်းမှာ900ကျော်၊ရှမ်းမှာ60ကျော် ပဲခိုးမှာ40ကျော်ရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့ဧပြီလ5ရက်ထုတ်ပြန်ချက်မှာလဲငလင်ကျောက်တည်ဆုံးသူ3300ကျော်ရှိတယ်လို့ဆိုပါတယ်။ငလင်တန်တင့်သူဥယေ18တန်းကျော်ရှိတယ်လို့လဲကုလသမဂ္ဂကဧပြီလ3ရက်မှာထုတ်ပြန်ထားပါတယ်။ငလင်6ရက်မြောက်နေ့ဖြစ်တဲ့ဧပြီလ2ရက်အထိပိတ်မိနေသူတွေကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။ ပြိုကျသွားတဲ့အဆောက်အုံတွေထဲမှာပိတ်မိပျောက်ဆုံးနေသူတွေလည်းများစွာရှိနေသေးပြီးဧပြီလ9ရက်အထိရှာဖွေကယ်ဆယ်ရေးတွေလှုံ့ဆော်နေကြဆဲဖြစ်ပါတယ်။ရုံလောင်းတွေကနေအပုတ်နှက်တွေထွက်နေပြီးဖြစ်လို့ရှာဖွေကယ်ဆယ်ရေးအခက်တွေ့နေတယ်လို့ကျန်းမာရေးပြဿနာတွေပေါ်ပေါက်လာမှာကိုလည်းစိုးရိမ်မှုတွေရှိနေကြပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘင်းစတက်အစည်းအဝေးတက်ဖို့လာတဲ့မြမစစ်ကောင်းဆောင်ဘူချုံမှုကြီးမဲအောင်လှိုင်ကို ထိုင်းနိုင်ငံသားတွေနဲ့မြန်မာတချို့ကဆန္ဒပြကြပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဘန်ကောက်မြို့ကိုဧပြီလ3ရက်မှာ ရောက်ရှိတာဖြစ်ပါတယ်။အဲဒီနောက်နောက်တစ်ရက်မှာတော့လူတပ်သမားမင်းအောင်လှိုင်ကိုငါတို့မကြိုဆိုဆိုပြီးဘန်ကောက်မြို့လေကြောက်ဖျားမြစ်ဂုံးကြော်တံတားမှာစာတန်းချိတ်ဆန္ဒပြခဲ့ပါတယ်။ဒါအပြင်စစ်ကောင်းဆောင်ကိုမြန်မာ2ဦးဆန္ဒပြခဲ့ကြပြီးသူတို့ကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။အဲဒီနောက်ဧပြီလ4ရက်ညနေပိုင်းမှာ အစည်းအဝေးလုပ်တဲ့ဟိုတယ်မှာစစ်ကောင်းဆောင်ကိုထိုင်းကျောင်းသားတအူးကဆန္ဒပြခဲ့ပါတယ်။ဘူချုံမူကြီးမင်းအောင်နိုင်ကအပြစ်မဲ့ပြည်သူ6000ကျော်ကိုတတ်ဖြတ်ခဲ့တဲ့လူတသမားဖြစ်ပြီးထိုင်းကမကြိုဆိုဘူးလို့ဟစ်ကြွေးခဲ့တယ်လို့စစ်ကောင်းဆောင်ကိုဖိတ်ကြားတဲ့ထိုင်းဝန်ကြီးချုပ်နဲ့ညစာစားခဲ့သူတွေကိုလည်းမေးခွန်းထုတ်ခဲ့ပါတယ်။ထိုင်းကျောင်းသားကိုလုံခြုံရေးအဖွဲ့တွေကဖမ်းဆီးခဲ့ပြီးနိုင်ပိုင်းကြာမှာပဲပြန်လွှတ်ပေးခဲ့ပါတယ်။ဒါအပြင်ဗန်ကောက်မှာပဲဧပြီလ၄ရက်ညနေပိုင်းမှာ လူကြီးလူငယ်90လောက်ကမြမစစ်ကောင်းဆောင်ကိုဆန္ဒပြခဲ့ကြပါတယ်။ဘူချုံမူကြီးမင်းအောင်မိုင်ကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုအနေနဲ့ဖမ်းဆီးဖို့တောင်းဆိုမှုတွေလည်းရှိခဲ့ပါတယ်။အစည်းအဝေးအပြီးဆန္ဒပြမှုတွေရှိတဲ့ဧပြီလ4ရက်ညနေပိုင်းမှာပဲစစ်ကောင်းဆောင်ဟာမြန်မာနိုင်ငံသို့ပြန်သွားခဲ့ပါတယ်။စစ်ကောင်းဆောင်ကိုဖိတ်ကြားမှုနဲ့ပတ်သက်လို့ထိုင်းလွှတ်တော်မှလည်းအခြေအတင်ဆွေးနွေးခဲ့ကြပြီးထိုင်းဆိုရအနေနဲ့ရှင်းလင်းချက်ပေးဖို့လည်းလွှတ်တော်အမတ်တွေကတောင်းဆိုခဲ့ပါတယ်။ ကိုကန့်တက် MNDA ဟာအရှိမြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့လာရှုံမြို့ကိုတင်းယူပြီးရှစ်လကျော်အကြာဧပြီလ3ရက်မှာပစ္စည်းတွေတင်ပြီးလာရှုံကနေစတင်ထွက်ခွာနေပြီလို့ပြည်တွင်းနဲ့ဒေသတွင်းတင်းတချို့မှာဖော်ပြပါဗျ။ကိုကန်တက်ဟာဧပြီလ22ရက်နောက်ဆုံးထားထွက်ခွာရမှာဖြစ်ပြီးအဲ့ဒီနောက်မျိုးပေါ်မှာစစ်ကောင်စီတက်နဲ့ဌာနဆိုင်ရာတွေပြန်လည်ဝင်ရောက်အုပ်ချုပ်မယ်လို့ဆိုပါရယ်လက်ရှိမှာတော့ကိုကန်တက်ဘက်ကစီဦးစီးကော်မတီနဲ့တက်ဖွဲ့ဝင်တွေ ရဲဌာနဆက်ဆံရေးရုံးတွေဆက်ရှိနေမှာဖြစ်ပြီးအုပ်ချုပ်မှုပုံစံဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့မသိရသေးပါဘူး။လာရှုမြို့ကိုစစ်ကောင်စီလက်ထဲပြန်ပေးပြီးမြို့ဧရိယာအပြင်ကျေးရွာတွေကတော့ကိုကန့်တက်လက်အောက်မှာရှိမယ်လို့ဆိုပါရယ်။ကိုကန့်တက်ဘက်ကတော့လာရှုကနေစုတ်ခွာတာနဲ့ပတ်သက်လို့ထုတ်ပြန်တာမရှိသေးပါဘူး။လာရှုမြို့ကိုသိမ်းယူပြီးတဲ့နောက်မှာကိုကန့်ခေါင်းဆောင်ဖုန်တာရွှင်ကိုတရုတ်နိုင်ငံကထိမ့်သိမ်းတာဖိအားပေးအကြက်ကင်တာတွေကြောင့် ကိုကန့်တက်ဘက်ကလာရှိုးကိုပြန်ပေးဖို့သဘောတူခဲ့ရပါတယ်။အဲဒီလိုသဘောတူပြီးတဲ့နောက်မှာကိုကန့်ခေါင်းဆောင်ဟာဧပြီလ2ရက်မှာလူမြင်ကွင်းကိုပြန်လည်ရောက်ရှိလာပါတယ်။ငလင်ဘေးတင့်တဲ့ဒေသတွေကိုကုညီကယ်ဆယ်ရေးတွေထိထိရောက်လုံနိုင်ဖို့အပြစ်အခက်ရက်စဲခဲ့ကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့အပြစ်ရက်တာအစောဆုံးကြေညာခဲ့ပြီးမတ်လ30ရက်ကနေဧပြီလ12ရက်အထိနှစ်ပတ်ကြာငလင်ဘေးတင့်ဒေသတွေမှာ ထိုးစစ်အားလုံးကိုရက်ခဲ့တာပါအဲ့ဒီနောက်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ဖြစ်တဲ့ကိုကန့်တက်တန်းတက်ရခိုင်တက်တော်တို့လည်းခုခံကာကွယ်မှုကလွဲပြီးထိုးစစ်အားလုံးကိုဧပြီလ၁ရက်ကနေ30ရက်အထိတလကြာတစ်ဖက်သက်အပြည့်ရက်တယ်လို့ကြေညာခဲ့ပါတယ်။ငလင်တန်းကျောက်ပြည်သူတွေအကြီးအကျယ်ခတ်ခဲကြုံနေရတဲ့အချိန်မှာလေကြောင်းတိုက်ခတ်မှုတွေဆက်လုပ်နေလို့ဝေဖန်ခံရတဲ့စစ်ကောင်စီကတော့ဧပြီလ၂ရက်ရောက်မှပဲအပြည့်ရက်ကြေညာပါတယ်။ ဧပြီလ2ရက်ကနေ22ရက်အထိရက်20ကြာပြည့်ရက်ခဲ့တာပါချင်းချက်အနေနဲ့တိုင်းရင်းသားလက်နက်ကင်တွေနဲ့တခြားလက်နက်ကင်တွေစစ်ကောင်စီကိုတိုက်ခိုက်တာအင်အားစုတာပြင်ဆင်ဖွဲ့စည်းတာနယ်မြေချက်ထွင်တာလုပ်ရင်အရေးယူတုတ်ပြန်မယ်လို့ဆိုပါတယ်အဲ့ဒီနောက်ကချင်တက် KIA ကလည်းစစ်ကောင်စီနီးတူရက်20ကြာပြည့်ရက်ခဲ့ပြီးစစ်ကောင်စီထုတ်ပြန်ချက်မှာပါတဲ့ချင်းချက်ကိုစစ်ကောင်စီကလည်းလိုက်နာဖို့လိုတယ်လို့ထောက်ပြခဲ့ပါတယ် စစ်ကောင်စီကပြည့်ရက်ကြညာပြီးနောက်မှာပဲရခိုင်ကချင်ကရင်နီမန္တလေးစကိုင်းစတဲ့တိုင်းနယ်ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေလို့ဝေဖန်ပြစ်တင်မှုတွေရှိနေပါတယ်။စစ်ကောင်စီရဲ့အပြစ်ရမှုဟာလီဆယ်လှည့်ဖျားမှုလို့အင်ယူဂျီကကြေညာပါတယ်။မတ်လ28ရက်လှုပ်ခတ်တဲ့ငလင်ကြီးနောက်ပိုင်းနောက်ဆက်တွဲငလင်တွေဟာဧပြီလ5ရက်ညနေ3:00ကျော်အထိဆက်လက်လှုပ်ခတ်နေဆဲဖြစ်ပြီး စုစုပေါင်းအကြိမ်ရေ82ကြိမ်အထိရှိလာပြီလို့စစ်ကောင်စီလက်အောက်ခံ မိုးစလာက ထုတ်ပြန်ပါတယ်။ဧပြီလ4ရက်က EOD တိုင်းနီမြမပင်လယ်ပြင်မှာဗဟိုပြုလှုပ်ခတ်ခဲ့ပါသေးတယ်။မန္တလေးစကိုင်းနေပြီးတော့ပဲခူးအပါဝင်နေရာအများပြားမှာနောက်ဆက်တွဲငလှင်တွေဆက်လက်လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ဒါအပြင်ငလင်ဘေးဒဏ်တင့်တဲ့ဒေသတွေမှာဧပြီလ12ရက်အထိမိုးရွာသွန်းနိုင်တယ်လို့သတိပေးချက်တွေလည်းရှိနေပါတယ် ငလင်းဘေးဒဏ်တင်မြမပြည်သူတွေကိုထောက်ပံ့ကူညီမဲ့ပစ္စည်းတွေတင်ဆောင်လာတဲ့တရုတ်ကြက်ချီနီရန်နန်းကိုစစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့ပါတယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်အုံမတီရွာနီးမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဧပြီလ၁ရက်ညပိုင်းကပြစ်ခတ်ခဲ့တာဖြစ်ပြီးကယ်ဆယ်ရေးရန်နန်းဟာနောင်ချိုမြို့ကိုပြန်ဆောက်ခဲ့ရပါတယ်။အဲ့ဒီရန်တန်းလာမာကိုကြိုတင်အကြောင်းမကြားတာအပြင်တားဆီးပေမဲ့မရက်တာကြောင့်ပြစ်ခတ်ခဲ့တယ်လို့စစ်ကောင်စီဘက်ကပြောပါတယ်။ တန်တက်ဖက်ကထုတ်ပြန်တဲ့သတင်းမှာတော့တက်ချီနီရင်တန်းလာမာကိုကြိုတင်အကြောင်းကြားထားပေမဲ့စစ်ကောင်စီကပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ဖော်ပြပါဗါတယ်။အဲ့ဒီထောက်ပံ့ကူညီရေးပစ္စည်းတွေဟာမန္တလေးကို ရောက်ရှိကူညီနေပြီလို့ဧပြီလ2ရက်မှာတရုတ်နိုင်ငံဖက်ကပြောဆိုပါဗါတယ်။ပြည်ပနိုင်ငံ20နီးပါးကမြန်မာငလင်ဘေးဒဏ်သင့်ဒေသတွေကိုလာရောက်ပြီးရှာဖွေကယ်ဆယ်ရေးလုပ်တာ လူသားချင်းစာနာတဲ့အကူအညီတွေပေးတာ တဘာဝဘေးရန်တွေကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့တာတွေလှုပ်ဆောင်နေပါတယ်။တရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘလာရုစ်အင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်ပါကစ္စတန်နီဘောတူရကီစတဲ့နိုင်ငံတွေနဲ့အာဆီယံ AHA စင်တာတို့ကလာရောက်ကူညီနေကြတာပါ။ပိမိနေသူတွေကိုရှာဖွေကယ်ထုတ်တာ မန္တလေးနေပြီးတော့စကိုင်းမြို့တွေမှာယာယီဆေးရုံတွေဖွင့်လှစ်ပြီးစေဝါကုသတာတွေလည်းလှုပ်ဆောင်နေကြပါတယ်။တီးပကကယ်ဆယ်ရေးနဲ့ဆေးဖွဲ့ဝင်2000နီးပါးရောက်ရှိနေပြီးအများဆုံးကတော့တရုတ်နဲ့အိန္ဒိယဖြစ်ပါတယ်။ကယ်ဆယ်ရေးပစ္စည်းရောက်ရှိတာထပ်မံလာနေတာတွေပါဆိုရင်တန်ချိန်ထောင်နဲ့ချီရှိပါတယ်။ဒါ့အပြင်တရုတ်ကကန်ဒေါ်လာ14သန်း၊အမေရိကန်ကဒေါ်လာ9သန်း၊ဗြိတိန်ကစတာလင်ပေါင်15သန်း၊အော်စတြေးလျကကန်ဒေါ်လာ9သန်း အိုင်ယာလန်ကကန်ဒေါ်လာ6.5တန်းဂျပန်အစိုးရကကန်ဒေါ်လာ6တန်းဥရောပသမဂ္ဂကယူရို2.5တန်းအာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ADB ကကန်ဒေါ်လာ3တန်းဖင်လန်ကကန်ဒေါ်လာ1တန်းနဲ့ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်းထောက်ပံ့ကြပါဗျာ ပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒွေဝဝိုင်းလုံသားတွေကစုမုံကောင်တောင်းအပ်ပါရယ်။နောက်တစ်ပတ်မှာလည်းမြမသတင်းကြီးရအစီအစဉ်ကိုဆက်လက်ဆောင်မြော်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်။